င်္ဂလာပါရှင်ခေတ္တညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကို တင်ဆက်ပေးပါရမရှင်မေအောင်လိုင်းကစိုးဝင်းကိုအရေးပါသောအစိုးရဝန်ကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကော်မတီများနဲ့ဗဟိုကော်မတီများမှဖဲထုတ်ပြီးစစ်ပစ်ဆိုင်ရာတွင်လည်းစိုးဝင်းအစားကြော်ကြော်လင်းကိုအဓိကဆုံးဖြတ်ခွင့်တာဝန်များပေးထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အကြံပေးစစ်ကောင်ဆောင်မင်းအောင်လိုင်းကစိုးဝင်းကိုအရေးပါသောအစိုးရဝန်ကြီးဌာနဆိုင်ရာအမျိုးသားအဆင့်ကော်မတီများနဲ့ဗဟိုကော်မတီများမှပယ်ထုတ်လိုက်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုတဲ့နည်းစစ်တကထုတ်ပြန်ထားသောပြန်တမ်းများအရာခုလိုပဲသိရှိရပါတယ်ဇူလိုင်လ31ရက်နေ့စေုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးကာလုံကအစိုးရအသစ်ပုံစံပြန်လည်ဖွဲ့စည်းခဲ့ရရင်ရခိုင်ကစိုးဝင်းကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သော အမျိုးသားအဆင့်ကော်မတီနဲ့ဘဟုကော်မတီများတွင်စိုးဝင်းကိုပြန်လည်ခန့်အပ်ခြင်းမရှိတော့ဘဲမင်းအောင်လှိုင်နှင့်နိုင်ငံတော်ဝန်ကြီးအဖြစ်တာဝန်ပေးခံရသောညိုစောတို့ကသာအ धिक ဦးဆောင်သူဥက္ကဋ္ဌများဖြစ်လာကြောင်းနိုင်ငံအတွက်အရေးပါသောအမျိုးသားအဆင့်ကော်မတီနဲ့ဘဟုကော်မတီ73ခုတက်မနေတွင်စိုးဝင်းကိုဖယ်ထုတ်လိုက်ကြောင်းသိရှိရပါသည်ရှခင်ကစိုးဝင်းကဥဆောင်သူအဖြစ်ဆောင်ရွက်ခဲ့ရသောဗန်နာရေးကော်မရှင်အမျိုးသားစီမံကိန်းကော်မရှင်တို့တွင်မင်းအောင်လှိုင်ကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး မျိုးစောကိုဒုတိယဥက္ကဋ္ဌအဖြစ်ခန့်အပ်ထားပြီးစိုးဝင်းကိုလုံးဝထက်သွင်းဖွဲ့စည်းခြင်းမပြုတော့သည်ကိုတွေ့ရပါတယ်။စိုးဝင်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သောအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာကော်မတီတွင်ပြည်ရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကိုဥက္ကဋ္ဌအဖြစ်၎င်းတရားဝင်ကုံသွဲမှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီတွင်လည်းဝန်ကြီးချုပ်မျိုးစောကိုဥက္ကဋ္ဌအဖြစ်၎င်းလေယာမြင်နှင့်အခြားမြင်များသိမ်းဆည်းမှုပြန်လည်စီစီရေးကော်မတီတွင်လည်းမျိုးစောကိုဥက္ကဋ္ဌအဖြစ်၎င်းခန့်အပ်ထားပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင်အဓိကကျသောအသေးစားအငယ်စားနှင့်အလက်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားအဆင့်ကော်မတီတွင်လည်းမေအောင်လိုင်းကဥက္ကဋ္ဌညိုစောဒုတိယဥက္ကဋ္ဌအဖြစ်ပါဝင်ပြီးစိုးဝင်းကို လုံဝဖယ်ရှားလိုက်ကြောင်းစက်မှုလုပ်ငန်းနဲ့စက်မှုဇုံဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်လည်းညိုစောကဥက္ကဋ္ဌအဖြစ်၎င်းမြမအထူးစည်းပွားရေးစုံဆိုင်ရာစီမံခန့်ခွဲရေးဗဟိုအဖွဲ့ဝင်ညိုစောကဥက္ကဋ္ဌအဖြစ်၎င်းပါဝင်ပြီးစိုးဝင်းမှာလုံးဝပါဝင်ခြင်းမရှိတော့ဘဲ အုတ်ချုပ်ရေးရန်နေရာအတွက်အရေးမပါသောကော်မတီနှင့်အဖွဲ့များတွင်စိုးဝင်းကိုဆက်လက်ထည့်သွင်းဖွဲ့စည်းထားတာကိုလည်းတွေ့ရှိရပြီးဂုံထူးဆောင်ပွဲဒစိတ်ချင်းမြင့်ရေးစီစီရေးအဖွဲ့တွင်လည်းစိုးဝင်းကိုနိုင်ကအဖြစ်၎င်းနေဆက်ဒေတာနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်စိုးဝင်းကိုဒုတိယဥက္ကဋ္ဌအဖြစ်၎င်းမေအောင်လိုင်ကထည့်သွင်းဖွဲ့စည်းထားပါသည် အလားတူစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲရေးများတွင်လည်းကြီးရည်လေးညှိနှိုင်းကုတ်ကွဲရေးမှုဒုတိယဗိုလ်ချုပ်ကြီးကျော်စာလွင်ကိုမေအောင်လိုင်ကအဓိကစီမံခန့်ခွဲရန်တာဝန်ပေးထားတဲ့ကြောင့်ဆိုဝင်မှစစ်ဘက်ရေးရာနှင့်စီရေးဆိုင်ရာစီမံခန့်ခွဲရာတွင် လုတ်ပိုင်ခွင့်နည်းလာကြောင်းသိရပါတယ်စစ်ဘက်ရောအရက်ဘက်ရောမှာပါဒုတက်ချုပ်ကိုတာဝန်ပေးတာအတော်ကိုနည်းလာတာတွေ့ရပြီးဒါကနှစ်ဦးကြားမှာအစမပြေလို့ဆိုတာတက်ချုပ်ကသူ့လူတွေကိုပို့ပြီးပွဲထုတ်လာတာမျိုးလို့ပြောလို့ရပါတယ် ဒုချုပ်ရဲ့ဩဇာနဲ့အာဏာကျဆင်းအောင်ရှော့ချမှုကိုပြောလို့ရပါတယ်။ကျန်းကန်ရေးပါတီစီကိုပြောင်းရွှေ့လိုက်တဲ့ဗိုလ်ချုပ်ကြီးတွေနဲ့ဒုဗိုလ်ချုပ်ကြီးတွေမှလည်းဒုတက်ချုပ်ရဲ့လူတွေမပါဝင်ပါဘူး။ဒုတက်ချုပ်ရဲ့လူတော်တော်များများစစ်ဘက်ရောအရက်ဘက်မှာပါနေရမရတာများပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကခုလိုပဲတုံ့တက်ပြောဆိုပါတယ်။ 2024ခုနှစ်ဩဂတ်လအတွင်းတွင်လည်းမင်းအောင်လှိုင်ကညိုစောအောင်လင်းတွေးနှင့်ရဲဝင်းဥရုကိုဗိုလ်ချုပ်ကြီးရာထူးများတိုးမြင့်ပေးပြီးနောက်ဒုစစ်ကောင်ဆောင်စိုးဝင်းရဲ့ရုံးခန်းကို၎င်းရဲ့ဘေးကျင်းကပ်ခန်းနေရာတွင်မထားတော့ဘဲအခြားနေရာသို့အတင်းကျပ်ပြောင်းရွှေ့စေခဲ့ပါတယ်။မူလကဒုစစ်ကောင်ဆောင်စိုးဝင်းရဲ့စီယုံမှ ရုံးခန်းနှင့်တမရအိမ်တော်ရှိစစ်ကောင်စီဒုတိယဩဂတရုံးခန်းတို့မှာမင်းအောင်လှိုင်နှင့်အခမ်းအနားဘေးကပ်ရပ်တွင်ထားရှိခဲ့ခြင်းဖြစ်တော်လဲ2024ခုနှစ်ဩဂတ်လတွင် ဆိုဝင်ရဲ့စီယုံမှယုံကန်းကိုအောက်ထက်သို့၎င်းဒုတိယဥက္ကဋ္ဌယုံကန်းကိုတမရအိန်တော်မှဒုတိယတမရအိန်တော်ယုံကန်းသို့၎င်းမင်းအောင်လိုင်ကအတင်းအကျပ်ပြောင်းရွှေ့ခိုင်းခဲ့ကြောင်းအခုလိုပဲသိရှိရပါရဲ့ရှင်။ဆလဘီမေတီလာမျိုးရင်းကင်းလက်နေတဲ့ရဲကားကိုလက်ပစ်ပုံးပစ်သွင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးရဲနှစ်ဦးသေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းမဲထီလာမြို့တွင်ကင်းလက်နေတဲ့ရဲကားကိုလက်ပစ်ပုံးပစ်သွင်းတိုက်ခိုက်ပြီးရဲနှစ်ဦးသေဆုံးခဲ့ကြောင်းစီရန်ညူဂျီအဖွဲ့မှတာဝန်ရှိသူတဦးကခုလိုပဲပြောဆိုထားပါတယ်။ရှင်နေအော်တိုဘာလ၁၂ရက်နေ့နနက်၁၇နာရီခန့်တွင်မိထီလာမြို့အနောက်ဘက်မှကင်းလှည့်ပြီးပြန်လာသောရဲကားဟာမြို့တွင်းသို့ပြန်လည်ဝင်ရောက်လာခြင်းပညာရေးတက္ကသိုလ်အနီးတွင်လက်ပစ်ပုံးပြစ်သွင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။အဆိုပါတိုက်ခိုက်မှုအတွင်းရဲနှစ်ဦးပွဲချင်းပြီးတေဆုံးပြီးတိကျတဲ့အရာရှိသူများပြားကြောင်း အဆိုပါထိခိုက်တရားရရှိခဲ့သောရဲများကိုမဲတီလာစေယုံတို့ပို့ဆောင်ကအရေးပေါ်ကုသနေကြောင်းသိရှိရပါသည်။ရဲခွေကားကမဲတီလာမြို့အနောက်ဘက်မှကင်းပတ်ပြန်လာပြီးမြို့ရင်းပြန်ဝင်လာချိန်မှာကျွန်တော်တို့စေတန်ယူဂျီအဖွဲ့က၄ရက်ကြာစောင့်ကြည့်ပြီးဒီနေ့နဲ့နဲ့၁၇နှစ်လောက်မှပညာရေးတက္ကသိုလ်အနီးရောက်လက်ပြပုံပြသွင်းတိုက်ခိုက်ခဲ့တာပါ။ရဲခွေးနှစ်ကောင်ကတော့ပွဲချင်းမိသေးဆုံးနဲ့ကြံရဲခွဲတွေကလည်းထိကိုက်တန်ရာရပြီးစေယုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်လို့ စစ်တပ်ရင်ကျေးအဖွဲ့မှတာဝန်ရှိသူတို့ကခုလိုပဲပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုစစ်တပ်ရင်ကျေးအဖွဲ့ကပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ခြင်းဖြစ်ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။တဝဲမျိုးဝင်ကြီးအင်ယာခလာရတရလေးတရဲနဲ့ရေဖြူမျိုးမရဲစကန်တို့ကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်လိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္လာရီတိုင်းတဝဲမြို့ဝင်းကြီးအင်ယာခလာရတရလေးတရင်နဲ့ရေဖြူမြို့မှာရေစကန်တို့ကိုဒရုန်းနဲ့ပုံတဲတက်ခတ်ခဲ့ကြတဲ့ တူရကစစ်ကြောင်းကခုလိုပဲပြောဆိုထားပါတယ်အော်တိုဘာလ9ရက်နေ့မွန်လယ်12နာရီခန့်တွင်ရေဖြူမြို့နယ်မြို့မရဲစခန်းတွင်တက်ဆွဲထားသောအကြံဖက်စစ်သားများကိုဒရုန်းနှင့်ပုံကျဲတိုက်ခတ်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိမှရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။အလားတူယင်းနေ့ညနေ4နာရီကျော်ခန့်တွင်တဝဲမြို့ဝင်းကြီးအင်ယာအတွင်းတက်ဆွဲနေထိုင်သောအကြံဖက်စစ်သားများကိုလည်းဒရုန်းနှင့်ထပ်မံပုံကျဲတိုက်ခတ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ဒါအပြင်အော်တိုဘားလ၈ရက်နေ့ည9နာရီခန့်တွင်လည်းလောင်းလုံးမြို့နယ်ခလာရတရလေးတရင်ကိုလည်းတော်လန်ရင်တပ်ဖွဲ့များကဒရုန်းနဲ့ထက်မဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLNE တူရကစစ်ကြောင်း drone တင်းနဲ့ DEF drone တင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပြည်သူများအနေနဲ့လက်တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးများအားအရှိန်ဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်သောကြောင့်စစ်ရေးအထူးသတိသတိပြုသွားလာနေထိုင်ကြရန်တိုက်တွန်းထားပြီးတလင်းတိုင်းအတိုင်းအတွင်းအကြမ်းဖက်စစ်တပ်ကအချိန်မရွေးလေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိနိုင်သောကြောင့်ပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်တဲ့သတင်းချက်လက်များကိုလိုက်နာကြင်ကြံကြပါရန်နှင့် တော်လန်ရင်နဲ့စီရေးရှင်မြင်လာတဲ့အနေအများပြည်သူဘက်ကအမှန်တရားဘက်ရက်တီလိုသောစစ်သားများရဲတပ်ဖွဲ့ဝင်များကို ပြည်သူရင်ခွင်ကိုလုံ၍အမြန်ဆုံးပူးပေါင်းပေးကြရန်ဒရဂစစ်ကြောင်းကတိုက်တွန်းဖိတ်ခေါ်လိုက်ကြောင်းသိရှိရပါတယ်ရှင်။ဆလဘီစတာလင်ကိစ္စအငင်းပွားမှုတွင် NUG ရဲဘော်များကျင်းဝတ်ချိုးဖောက်မှုရှိတယ်လို့စင်ကူမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဝန်ခံပြီးစကန်ချိုးဖောက်သူများကိုလည်းအရေးယူသွားပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီလောက်ရှိ စင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အားကက၎င်းတို့ရဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များ PDFSG Starlink Internet သိမ်းဆည်းရေးကိစ္စရဲ့တခုတွင်ပြည်သူအပေါ်ဆက်ဆံရေးကျင့်ဝတ်များကိုချိုးဖောက်ခဲ့ကြောင်းဝန်ခံမိအသိပေးအရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းယနေ့အော်တိုဘားလ12ရက်တွင်ထုတ်ပြန်ကြေညာခဲ့ပါသည် ယမန်နေ့အော်တိုဘာလ17ရက်နေ့နေ့လယ်ပိုင်းကစင်ကူးမြို့နယ်အတွင်းရှိကျေးရွာတရာတွင်စီကံချိုးဖောက်တဲ့နေတိမ်မှာ Starlink Internet သိမ်းဆည်းရေးဖြစ်စဉ်ဟာလူမှုကွန်ရက်ပေါ်တွင်ရုတ်တံအဖြစ်ပြန့်နေခဲ့ပြီးအဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးအရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်းစင်ကူးမြို့နယ်အာအကာရေးထုတ်ပြန်ချက်တွင်ပါရှိပါသည် စင်ကူးမျိုးနဲ့အာကာဟာလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင်သတင်းပေါက်ကြားမှုနဲ့လေကြောင်းတက်ခတ်မှုများခက်ဆက်ဆိတ်ဖြစ်ပွားနေခြင်းကြောင့် Starlink Internet အသုံးပြုမှုများကိုမက်လ16ရက်နေ့မှစတင်ပြီးစီစစ်ကြက်မှတ်ရန်စီကံများထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့တွင်စီမင်းစီကံနဲ့အညီအသုံးမပြုတဲ့ Starlink Internet ကိုတင်စီရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်းအင်အား၅ဦးကတွားရောက်ခဲ့ပါတယ်။ အဆိုပါသွားရောက်စဉ်စီကံချိုးဖောက်တဲ့နေအိမ်မှာတာဝန်ရှိသူတာဝန်ရှိသူတဦးကကိုရိုင်းလာရောက်တိမ့်စီမှာလက်ခံမိဖြစ်ကြောင်းပြန်လည်ခြေပပြောဆိုခဲ့ပြီးအာကဥက္ကဋ္ဌရဲ့ညွန်ကြားချက်နဲ့တာဝန်ရှိသူတဦးနဲ့ပူးပေါင်းအင်အား၁၂ဦးကထပ်မံသွားရောက်ခဲ့ရမှာဗီဒီယိုဖိုင်နဲ့ပါဝင်တဲ့အငင်းပွားမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ကနေဦးတွင်တာဝန်ကျရဲဘော်များဟာကောင်းမွန်ကြေလည်စွာရှင်းပြပြီးတော့မှပြဿနာအခြေအတင်မဖြစ်ပွားစေရတဲ့ဥတီဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတာဝန်ကျရဲဘော်များဘက်ကလည်းပြည်သူလူထုအပေါ်ဆက်ဆံပြမှုနဲ့စီကဲနဲ့ကြက်ဝင်များကိုချိုးဖောက်ပြီးစိတ်လက်မှန်မှာပြမှုများနဲ့ပြန်လည်တုံ့ပြန်မိမှုဆိုကစိတ်မကောင်းပွဲရာတွေ့ရှိရတယ်လို့အရေးပေါ်အထုတ်ရေးအဖွဲ့အာကမှအခုလိုပဲဝန်ခံပြောဆိုထားပါတယ်။စင်ကူမျိုးနဲ့အရေးပေါ်အထုတ်ရေးအဖွဲ့အနေနဲ့ အဆိုပါကျင့်ဝတ်ဖောက်ဖျက်မှုများအတွက်တာဝန်ကျရဲဘော်များကိုထိုက်တဲ့တတိပေးအေးအေးယူမှုများကိုတတိယဆောင်ရွက်သွားမည်ဖြစ်ကြောင်းကတိပြုခဲ့ပါတယ်။ဒါ့အပြင်စီကန်ချိုးပေါက်တဲ့ Starlink Internet ဆက်ပိုင်းရှင်ကိုလည်းထုတ်ပြန်ချမှတ်တာနဲ့စီမင်းစီကန်အတိုင်းအေးအေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။စင်ကူမျိုးနဲ့အာကာအနေနဲ့ယခုဖြစ်စဉ်အတွက်အများပြည်သူလူထုစိတ်အနှောင့်အယှက်ဖြစ်ရတာကိုများစွာစိတ်မကောင်းဝမ်းနဲ့ဖြစ်ရကြောင်းနဲ့နောက်နောက်ယခုကဲ့သို့ဖြစ်စဉ်များထပ်မံဖြစ်မပွားစေရတဲ့အတူအလေးပေးစက်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခုလိုပဲထုတ်ပြန်ပြင်ညာခဲ့ပါရရှင်